ရှိခဲ့တာခင်ဗျဒုက္ခတွေပဲလေဗျာခင်ဗျာလေဒုက္ခတွေပဲရခဲ့တာခင်ဗျာကြည့်လိုက်ခင်ဗျာဒီမြန်မာနိုင်ငံလို့ရိုက်ရှိလိုက်ခင်ဗျာအမဂူဂယ်မှာရိုက်ရှိလိုက်ခင်ဗျာကြားဖြန့်လို့ရိုက်ရှိလိုက်ခင်ဗျာတပုံးတပုံးကြားလာတပုံးကြီးကြားလာတယ်ဒါကျွန်တော်လက်ရှိရှိတာပဲလက်ရှိရှိတရားပဲအဲ့တော့အဲ့မှာဆက်ပြီးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာကဒီ KNU ဖွဲ့နဲ့ KNU ဖွဲ့နဲ့ခုနကကြားဖြန့်အုပ်စုတွေနဲ့ကျွန်တော်တို့လက်မှတ်ရေးထိုးခဲ့တာက2022ခုနှစ်မှာမြောက်ဝတီမေထိုးသလေးဒေတာ KK ပတ်နယ်မြေကို KNU ကဒီကြားပြန့်လုပ်တဲ့အဖွဲ့နဲ့ဒီမြေငါးစာချုပ်လက်မှတ်ရေးထိုးခဲ့တော့လက်မှတ်ရေးထိုးခဲ့တာကကျွန်တော်တို့ software ထွင်းတက်ရှိဒီ KNU ဥက္ကဋ္ဌသူနဲ့ကျွန်တော်တို့စီဝိုင်းသူရဲ့ဒီစီဝိုင်းတောင်ခံဖြစ်တဲ့ဆော့ရကြခင်ပေါ့သူတို့အုပ်စုကလက်မှတ်ရေးထိုးခဲ့တယ်သူတို့ကမြင်ခါခဲ့တာဒီလူတွေမသိကြအကြောင်းမရှိအခုမှအတန်ကောင်းခဲ့တာမသိကြအကြောင်းမရှိတာဒီလူတွေပဲလက်မှတ်ရေးထိုးခဲ့တာပဲအဲ့တော့ဒါနဲ့ပတ်သက်ရင်ခင်ဗျာဘန်စနစ်တွေအားလုံးကလည်းဒီထိုင်းရဲ့ဘန်တွေကိုပဲလက်ပတ်တာပဲ ဘလောက်ဆိုးလဲဗျာခင်ဗျာအိန္ဒိယချင်းနိုင်ငံကျွန်တော်ထိုင်းနိုင်ငံနဲ့ပတ်သက်ခင်ဗျာကြည့်လေဘလောက်စိတ်ဆိုးဖို့ကောင်းလဲဆိုရင်စိတ်နာဖို့ပေါ့ဗျာစိတ်ဆိုးရတယ်ပို့ပို့တော့စိတ်နာဖို့ဘလောက်ကောင်းလဲဆိုရင်ခင်ဗျားတို့ကျွန်တော်တို့ရဲ့ဒီအညာဒေသမှာကျွန်တော်တို့ရဲ့နိုင်ငံတွေမှာရှိတဲ့အနုတုကုမလက်ရာတွေကိုခင်ဗျာခိုးတယ်ခိုးပြီးသူတို့ကဝယ်တယ်သူတို့မဝယ်ဘဲနဲ့အဲ့ဒီလိုဖမ်းပြီးကျွန်တော်နိုင်ငံပြတ်ဖို့ကြည့်ပါလားကျွန်တော်နိုင်ငံတွေမှာရှိရရှေးဟောင်းအနုတုကုမလက်ရာတွေထိုင်းဘက်ကိုရောက်သွားကြအကြောင်းမရှိဘူးနောက်တစ်ခါကျွန်တော်တို့ရှေးဟောင်းစီးတော်တွေဖျားတွေခင်ဗျာဒီပြည်တွင်းမှာရှိတဲ့ပြည်တွင်းကနေခိုးတယ်ခိုးပြီးတော့ထိုင်းရောက်ဝယ်တယ်ဝယ်ပြီးသူပစ္စည်းလုပ်တယ် သူတို့ရည်ချင်းမှုလုပ်တယ်။ခင်ဗျာအကြိမ်များလားထိုင်းအစိုးရကများထိုင်းအာဏာပိုင်နေရများအာဒီမှာမြန်မာနိုင်ငံဘက်ကလာတယ်ဒီမှာမောင်ကိုပစ္စည်းတွေသူတို့ဖမ်းထားတယ်ပြန်လွှဲပေးကြည့်ပါလား။ခင်ဗျာလက်ရှိခင်ဗျာကျွန်တော်တို့ကျွန်တော်တို့ရဲ့ဟလာကျွန်တော်တို့ဘိုးဘွားအမွေနေတွေဖြစ်တယ်ကျွန်တော်တို့အဓုသူကောင်းမှလက်ရတယ်ပျောက်ပြက်သွားကြလည်းအကြောင်းမရှိဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့နိုင်ငံသားအချို့ကမျိုးချစ်စိတ်နေရလဲပါတော့ဗောဗျာ။ကျွန်တော်တို့အဖြစ်တည်မဲ့သူကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံသားအချို့ရဲ့မျိုးချစ်စိတ်နည်းမှုလည်းပါတော့ဗော။နောက်တဲ့နောက်တစ်ခါတော့ဗျာကျွန်တော်တို့ဒီရှေးအောင်တို့စေလူတော်တွေထားမလာတွေဖောက်လဲဆိုရင် ေတန်လို့တော့ပေးကြည့်ပါလားကြောက်တော့သွားအောင်မကမြေရတချို့ကိစ္စတွေရက်ဆက်မှရတာမရက်ဆက်လို့မရဘူးမရက်ဆက်လို့မရဘူးလက်ရှိတော့ကျွန်တော်တို့ဒီတက်ဘလော့ကကြားဖြတ်တဲ့ပတ်သက်ရင်ရှေးကာလတွေမှာလည်းကျွန်တော်တို့ဒါတရုတ်နိုင်ငံပါဝင်အခြားသောနိုင်ငံတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်တာတွေရှိတယ်ထပ်ပြီးအရှိန်ပြင်တာက2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပတဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်ကျွန်တော်6နိုင်ငံပူးပေါင်းပြီးတော့ဒီကြားဖြတ်ကိုကျွန်တော်တို့နှိမ်နင်းဖို့အပြင်ကျွန်တော်တို့ပို့ပို့ပြီးတော့ကျွန်တော်တို့ဒါ အားသုံးကိုဆိုင်နေနေမှုလည်းကျွန်တော်သဘောတူညီခဲ့သဘောတူညီခဲ့တာရှိတယ်အဲ့ဒီအစီအစဉ်မှာကျွန်တော်တို့ဒီပြည်ရေးရဒုဝန်ကြီးကိုယ်တိုင်တော်တက်ရောက်ခဲ့တယ်ကျွန်တော်ကြားပြန်အချိန်လေးပေါ့ဗျာအဲ့တော့ကြားပြန်တဲ့ပတ်သက်ရင်တကယ်လက်သေးကတကယ်လက်သေးကကျွန်တော်တို့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာခင်ဗျားစဉ်းစားကြည့်ပါဒီလူတွေကခင်ဗျားကလည်းကျုပ်တို့နိုင်ငံလေးစိတ်ကဝင်လာလာမှမဟုတ်တာကျုပ်တို့လေးစိတ်ကဝင်လာတာမဟုတ်ဘူးလေဗျာခင်ဗျားဒီထိုင်းဘက်ကပဲဝင်လာတာပဲလက်ရှိလက်ခင်ဗျားတက်မတော်ကခင်ဗျားနှိမ်လဲနှိမ်နေလိုက်တော့ ဲ့ဒီကြားပြအုပ်စုဘယ်ပြေးလဲခင်ဗျာသူလာရလမ်းတိုင်းပဲပြန်တာပဲသူတို့လာရလမ်းတိုင်းပြန်တာပဲခင်ဗျားတို့လူတိုင်းလူတိုင်းမှာခင်ဗျားတို့အားလုံးကလာရလမ်းပဲပြန်ကြတယ်လာရလမ်းပဲပြန်ကြတယ်အခုအခုခင်ဗျာပြည်ပေါ်မှာရှိရအလုံးလောက်ကိုင်းနေကျွန်တော်နိုင်ငံနိုင်ငံသားတွေနှိပြည့်တဲ့ကမှာသူတို့လာရလမ်းဖြစ်တဲ့မိခင်စီပဲပြန်ရတာပဲကိုရဲ့ဟလာကိုနေထိုင်ရာရွာဝဲပြန်ရတာပဲကိုနေထိုင်ရာမြို့ဝဲပြန်ရတာပဲလက်ရှိခင်ဗျာဒီကြားပြတ်နေရာဘယ်ပြန်လို့ထိုင်းဘက်ကိုပဲပြန်တယ်တောင်ဝင်းမြို့ကိုပဲထိုင်းဘက်ကိုပြန်ကူတယ်အဲ့ဒါသူတို့ရဲ့လာရလမ်းပဲလက်ရှိမှာကျွန်တော်တို့ဒီအေတက်မရောကနေပြီးတော့ တက်မတော်ကနေပြီးတော့ဒီ2025ခုနှစ်ဇန်နဝါရီလ30ကနေပြီးတော့2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ထိမြန်မာနိုင်ငံအတွင်းတနည်းအားဖြင့်ကြားဖြတ် ADR တွေကိုတရားမဝင်ရောက်ရှိလာခဲ့တဲ့နိုင်ငံခြားသား12689ခုကိုထိန်းသိမ်းပြီးတော့ဒါကျွန်တော်တို့ပြန်ပြီးတော့လွှဲပြောင်းပေးတာလည်းရှိတယ်လွှဲပြောင်းပေးနေပါဗျာလွှဲပြောင်းပေးနေတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့အဆောက်အဦတော့ချော့ဖြိုချနေတယ်လက်ရှိကျွန်တော် KK ဘတ်နယ်မြေအတွင်းမှာရှိတဲ့တရားမဝင်အဆောက်အဦအားလုံး6035လုံးကိုရှင်းနေပြီးရင်ကျွန်တော်ရွှေကိုဝန်နယ်မြေထဲမှာရှိတဲ့ 18ထက်ခမညလုံးနဲ့မြင်ကြည့်တယ်နော်18ထက်အဆောက်အဦတစ်လုံးဖြိုချပလိုက်ပြီပြီးရင်ကျွန်တော်9ထက်အဆောက်အဦ၄လုံးပြီးရင်ကျွန်တော်တို့73ထက်အဆောက်အဦတစ်လုံးပြီးရင်ကျွန်တော်6ထက်အဆောက်အဦ၄လုံးဟောဒါလေးကျွန်တော်တို့တောက်လျှောက်ဖြိုချဖြည့်ဆည်းပြီးသွားပြီဆက်လက်ပြီးလဲကျွန်တော်တို့ဆက်ပြီးလဲကျွန်တော်တို့ဆက်လက်ပြီးတော့ဖြိုချဖြည့်ဆည်းရရှိတယ်